မန္တလေးတိုင်းညောင်ခရိုင်ငါတယောက်မြို့နယ်ကွဲအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတောင်းအင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား84ဦးသေဆုံးကစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားတယ်လို့သိရပါဗျ။တောင်းအင်းတပ်ဖွဲ့တွေဟာငါတယောက်မြို့နယ်ကွဲအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အင်အား80ခန့်ပါစစ်ကောင်စီစစ်ကြောင်းနဲ့ပြူစောတီဘူအောင်စစ်ကြောင်းကိုပြီးခဲ့တဲ့မတ်လ14ရက်နေ့နေ့လယ်တနာရီ30မိနစ်က ထောင်ဝရွာနဲ့အိုင်းရင်ရွာကြားအရောက်မှာပိတ်ဆို့တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သားနဲ့ပြူအဖွဲ့ဝင်69ဦးနေရာမှာတေဆုံးကြတိုက်ခိုက်ခဲ့တဲ့ပကံပြည်ဘလူးတပ်ဖွဲ့ထံကသိရပါဗျ။အဆိုပါတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိပြီးညောင်းစေးုံကိုပို့ဆောင်လိုက်ရတဲ့စစ်ကောင်စီနဲ့ပြူစောတိအဖွဲ့ဝင်9ဦးမှာမက်လ16ရက်နေ့ကထပ်မံတေဆုံးသွားတာကြောင့်တေဆုံးသူစုစုပေါင်း84ဦးဖြစ်တယ်လို့သိရပါဗျ။ငါတယောက်မြို့နယ်တဲကိုစစ်ကြောင်းနှစ်ကြောင်းနဲ့ဝင်လာတာ။ စစ်ကြောင်းတကြောင်းကိုအပြက်ဖြုတ်လိုက်တာပါစစ်ကြောင်းမှုစစော့အစီစီကျသွားပြီးနောက်လိုက်စစ်ခွေးတွေဗျမ်းပရာဖြစ်ပြီးအကုန်ပြေးကြထွားကြထွက်ပြေးကြရင်ကျွန်တော်တို့တပ်ကွင်းထဲမှာရောက်လာပြီးအကုန်သိကုန်လာပါလို့ပကံပြေးဘလူးတက်ကတာဝန်ရှိသူတူက ARV Times ကိုပြောပါတယ်စစ်ကြောင်းထိုးဝင်အောင်လာတဲ့စစ်ကောင်စီတက်ဟာတက်မှရှိရှိကဖြစ်ပြီးဤသူစစ်အများပြားပဝင်ကြောင်းနဲ့တိုက်ပွဲတွင်စစ်ကြောင်းမှုတည်ဆုံးကစစ်ကြောင်းပြပြီးအများပြားထွက်ပြေးရာက တပ်ခွင်းထိရောက်ကစစ်ကြောင်းတစ်ခုလုံးနှိပါသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ပုဂံပြည်ဘလူးတပ်ဖွဲ့ထံကသိရပါဗျ။အဆိုပါစစ်ကြောင်းကတပ်ဖွဲ့ဝင်ချိုးဟာပြည်သူဆိုင်ကယ်ရီကိုယူပြီးငါတယောက်ရဲစကန်ဘက်ကိုထွက်ပြေးသွားတာကြောင့်လွတ်မြောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာသေဆုံးသွားတဲ့ပြူစောတီအဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကို စစ်ကောင်စီတပ်ကတော်လိုင်းတပ်ဖွဲ့တွေပိတ်ဆို့ထားပြီးခရမရသေးဘူးလို့နိုင်လေသတင်းဖုံးပြထားတာကိုဒေသခံတွေထံကပြန်လည်ကြားသိရတယ်လို့လည်းပကံပီဘလူးတပ်ဖွဲ့တာဝန်ရှိသူကဆိုပါတယ်။ဖာမစ်တရဲလာဖို့စတောင်တာမြို့နယ်ပကံဖစကော်ပီယန်ပီပယ်ဒက်ဖန့်စ်ဖို့ညောင်ခရိုင်တန်ရင်ကရင်းကျန်ခရိုင်တန်ရင်တုံးတို့ကပူပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။ပိတ်ဆို့တိုက်ခိုက်မှုမှာပကံပီဘလူးတပ်ဖွဲ့ကရဲဘော်တအူကြာဆုံးခဲ့ရပြီး BGF Barmi Gorilla Force ကရဲဘော်တအူးတန်းရာရရှိခဲ့ပါတယ်